အားလုံးပဲမြင်ပါပါ Lyrics Education Channel ကနေပြန်လည်ကြိုဆိုပါရစေအရင်ဗီဒီယိုကတော့ကျွန်တော်ဒီ UK နဲ့ U အဲကနေဒါမှာရှိတဲ့ business major တွေနဲ့ဘာတွေကြွားချလဲဘယ်အပို့ပြီးတော့ကိုယ်သက်စင်ပြီလဲဆိုတော့အသေးစိတ်ပြောသွားရစေဒါပေမဲ့ဒီဗီဒီယိုမှာတော့ကျွန်တော်ဘာပြောပြရမလဲဆိုတော့အဲ့ဒီ business major တွေရဲ့မှာ concentration တွေအများကြီးရှိရပေါ့ for example ဆိုရင်ကျွန်တော်ဒီတစ်ခုမှကြည့်မယ်ဆိုရင် concentration တွေအများကြီးရှိရ ဆိုတော့ဒီကျွန်တော်တို့မြန်မာပြည်မှာဆို concentration က၃ခုလောက်ပဲရှိတယ်ဒါပေမဲ့ဒီမှာကျတော့အများကြီးရှိတယ်ဒါပေမဲ့ okay ဒီမှာအများကြီးရှိတယ်ဒါပေမဲ့ဒီအများကြီးရှိတဲ့ major တွေကကိုယ့်ရဲ့ career ဘက်ကိုလိတွားနိုင်မလဲပေါ့အဲ့ဒါကိုကျွန်တော်ကဒီတက်နိုင်တယ်ဗျာကျွန်တော်ရဲ့ knowledge အရာရောဒီကျွန်တော်ရဲ့ personal experience နည်းနည်းတွေ့ကြုံတဲ့အရာရောကနေသင်ဘူးတူတာကိုပြန်လဲ share ပေါ်မှာဖြစ်တယ်ဆိုတော့အခုအဲ့ဒါမျိုးစခင် အဲဒီကျွန်တော် university နည်းနည်းပါပါပြောချင်တယ်ဒီကျွန်တော် UK မှာဆိုရင်ဒီ university တွေက business တွေမှာဆိုတာ top university တွေပေါ့ဒီ top down ကိုကြည့်မယ်ဆိုရင်ဒီ area ကအကုန်လုံး top ဖြစ်တယ်ကနေဒါမှာဆိုရင်တော့ဒီ area ကတော့ကနေဒါရဲ့ top university စေကူးဖြစ်တယ်ပေါ့ဆိုတော့ဘာကြောင့်ကျွန်တော်ဒါကြီးပြောပြလဲဆိုတော့ကျွန်တော်ဒီကနေတစင်းမှာကျွန်တော်ဒီ university website တွေကိုတွားပြီး okay ဒီကျောင်းမှာဒီ major ရဲ့ offer လုပ်တယ်ဒီ major ရဲ့တစင်း bakery တွေတွားလို့ရတယ်အဲ့လိုမျိုးပြင်ပြပြပါမှာဖြစ်တယ်ဆိုတော့ brown ကျွန်တော်တွားမဲ့ဟာကတော့ဒီ university of warwick ဆိုတော့ဒါ UK မှာ number 5 global မှာ number 30ဆိုတော့တော်တော်လေး ranking မြင့်နေတယ်သူဒီကြောင်းမှာဘာတွေ offer ပေးလဲဆိုတော့ဒီမှာဆိုရင် accounting and finance innovation management နဲ့ပုံမှန် management ရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီနေရာမှာ concentration နေမှာသူကဘာရှိလဲဆိုတော့ accounting digital business entrepreneurship finance marketing strategy organization သူဒီလိုမျိုးကြီးလိုက်ရဆိုရင်ကျွန်တော်တချက်စဉ်းစားရမှာကအိုးအဲဒီ major တွေကဟိုဘာလို့လို့ရလဲပေါ့ပုံမှန်ပြကျွန်တော်တို့ accounting တို့ finance တို့ hr တို့ဆိုရင်ဒါ ဒါများဖြင့်ကျွန်တော်တီးရတာအရင်လွယ်ဟိုအော်ကေဒါလေးဆိုဘာလုပ်မလဲအကောင့်နဲ့ဆိုရင် CPA လာဒါမှမဟုတ် ACCA လာအကုန်လုံးလေ finance ဆိုရင်ရော banking ဘာညာကွက်ကွာပေါ့အဲ digital business တို့တခြား strategy organization တို့သူတို့တွေကြတော့ဘာတွေသွားတာလဲဆိုတော့ကျွန်တော်အဲ့ဒါကိုဒီမှာအသေးစိတ်ပြန်ကြည့်လို့ရတယ် digital business မှာဆိုသူတို့က digital business ကြောင်းတင်နေအထူးသဖြင့် digital business ဆိုတာဒီခုနောက်ပိုင်း technology မြင့်မားလာတဲ့အတွက်ကြောင့်အသုံးပြုရတဲ့ဟာ for example ကျွန်တော် digital business မှာဆိုရင်ဒီ AI တွေပါမယ်ပြီး programming တွေပါမယ်ဒါမှမဟုတ် information system လို့အများကြီးရှိတယ်အဲတော့အဲ့ဒါကြတော့ပြီးတော့မှကျွန်တော်အဲ့ဒီအများကြီးကမဘာလဲဘလို့လိသွားလို့ကျွန်တော်ပြန်ပြောရမယ်အခုကတော့ကျွန်တော်ခဏဒီ cost တွေနဲ့ဘာတွေတင်ရလဲအဓိကနည်းနည်းပိုရှင်းပြအောင်ပဲပေါ့နော်ပြီးတော့ဒီ appropriation မှာဆိုရင်ကျွန်တော်ဒီ company ကိုတခုလို့ build လုပ်ရမလဲဒါမှမဟုတ်ဒီ law တွေ regulation တွေအဲ့လိုမျိုးမျိုးစုံတွေတည်ဖို့အတွက်ဒါတို့ entrepreneurship တွေရှိရယ်အဲပုံလို့အဖြစ်တော့ entrepreneurship တွေက major က အဲဒီကျွန်တော်တို့မြန်မာနေပြီးတော့ဒီ UK တို့ကနေတော့လာတက်ရင်တော့တိတ်ပြီးတော့တော့အကောင်းဆုံးမိကြမဟုတ်ဘာကြောင့်လဲဆိုတော့ကိုက business တည်ထောင်မှာမဟုတ်ဘဲနဲ့သူများကုမ္ပဏီမှာဝင်လုံးမဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဒီ entrepreneurship ယူပြီးတော့ဟိုလုပ်ငန်းဝင်ဝင်ရတာကြတော့နည်းနည်းလေးခက်တယ်ပေါ့နော်ဒါကတော့ဆိုတော့အားကြောင့်ဒီ ကိုလုပ်ငန်းဝင်ဖို့လွယ်ရတာတခြားဟာဖြစ် accounting finance တွေအကြပိုပြီး popular ဖြစ်ပြီးအယူများတဲ့ entrepreneurship နဲ့ရှင်ပေါ့အဲ digital business တို့ management information system တို့ဒီဘက်ကမှာတော်တော်လေးကြည့်တော်တော်လေးကစားလာခင်ဗျာပြီးတော့ဒီ strategy organization မှာဆိုရင်တို့ work in the digital area တို့ HR တို့ပြီး international business strategy leadership တို့အဲ့လိုမျိုးရှိရပေါ့ ဒါကကျွန်တော်ဒီ Warwick ကိုနောက်တစ်ခုတော့ကျွန်တော်နောက်တစ်ခုပြောပြပါရည် Landes School Economic Political Science ဒါကလည်းတော်တော်လေးနာမည်ကြီးတဲ့အကြောင်းဖြစ်တယ်ခင်ဗျာဒီကျောင်းကတော့အရန်ရှင်းတယ်ဘယ်လိုရှင်းလဲဆိုတော့ Bus တချို့ Science and Management တခုပဲရှိရယ် Concentration မရှိဘူး Okay ဆိုတော့ Concentration မရှိဘူးဆိုရင်ဒါကအဲ့ဒါဘယ်လိုမျိုးလေးပေါ့နည်းနည်းစဉ်းစားကြရဖြစ်သွားပြီဆိုတော့ဒါပေမဲ့ဒီမှာ तू อ่ะအဲ့မှာကျွန်တော်အအောင်ဖို့ကောင်းတာတွေ့ရတာကဒီက cost တွေပေါ့နော်ကျွန်တော် တစ်ချက်ကြည့်လိုက်ပြီအာဒီမှာသူတို့ဒီမှာ year 1မှာလေဒါပုံမှားပြီးတော့အကုန်လုံးသင်တယ်အာ operation management ob lse course ဒါတွေကတော့ဟိုအမေဒါပေမဲ့စကိန်းရတွားရတဲ့ခါကျရင်သူဒီမှာရေးထားတဲ့သူ two option marketing information system human resource management သူတော့ကျွန်တော်ကပြောသလို information system တွေရာဒီဘက်ကမှာအကုန်လုံးဒီဘက်မှာသင်ရတယ်ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့ accounting နဲ့ finance တွေကပုံမှန် အရင်ခေတ်တော့ဒီစာအုပ်စာရွက်တွေပါနဲ့လုပ်တယ်ဒါပေမဲ့အခုကအဲ့လိုမဟုတ်တော့အကုန်လုံးကဒေတာတွေဖြစ်သွားပြီအဲ့ဒီဒေတာတွေအကုန်လုံးကဒီကျွန်တော် online တုံးနေ Microsoft Azure Microsoft Power BI အဲ့လို application တွေအများကြီးတုံးပြီးအဲ့ဒီဒေတာတွေ analyze လုပ်ရတယ်ပြီးစီးရင်တွက်ရတယ်ပြီး data visualization အကုန်လုံးလုပ်ရတဲ့အတွက်ကြောင့်ဒီ backend မှာ information system မရှိဘဲနဲ့ဒီ business အခုကိုတည်ဆောက်ဖို့တော့မလွယ်နိုင်တော့ဘူးဒါကြောင့်ကျွန်တော်တို့ကဒီ digital kit ကိုရောက်လာပြီဆိုတဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ဒီ information system နေရာထဲမှာတင်ရတယ်ပေါ့နော် ဆိုတော့ဒါက event ဒါတော့တို့တွေက general အရတည်မယ်ဒါတွေအကုန်လုံးတို့တည်ဒီပြန်ပြီးတော့ learn လုပ်ရတယ်ဒီကျောင်းမှာပဲပြီးတော့ကျွန်တော်ဒီကျောင်းမှာတော့တို့အဲ့ဒီ digital science and management ကတော့တို့ကအဲ့လို concentration နေရှိပြီမဲ့ master မှာကျတော့တို့ concentration အများကြီးရှိရပေါ်တော့ master in management master of science and marketing human resource operation ကျွန်တော်ပြောလို့ပဲ management information system and digital innovation social innovation and entrepreneurship management strategy economic management ဆိုတော့အဲ့လို major တွေကဟိုအများကြီးဟို ရှိလာရဲဆိုတာဟိုတွေ့နိုင်တယ်ပေါ့နော်ဒါကတော့ဒီကျောင်းဥမာဒါဆိုရင်ဒီကျောင်းဆိုရင်ဒါ University of London ပေါ့ University of London ဆိုရင်အင်း ranking တော်တော်လေးမြင့် UCO နံပါတ်4ကပါပါဒီကျောင်းမှာဆိုရင်သူ့ရဲ့ major က business market banking general management accounting management consulting ကျောင်းဒီမှာအကြီးကပြောချင်တယ် management management consulting ကိုပြောချင်တာကျန်တဲ့ဟာတွေ general ဟာတွေပဲဒါအကုန်လုံးလည်းသိကြရတယ်ဘာတွေမှန်းလဲဆိုတော့ခုနောက်ပိုင်းဒီ consulting ဘက်ကနည်းနည်းလေးဟို popular ဖြစ်တယ်ပေါ့ဘလို့ popular ဖြစ်ဆို consultant တွေကပတ်စံလည်းရတယ်ဒါပေမဲ့ stretch တော့အရင်များတယ်ဆိုတော့ဆိုဘလို့လူတွေက consultant တွေလုပ်နိုင်လဲဆိုအဲ့လိုမျိုး management consultant media ယူတာတော့ဥမာဒီ university of ottawa မှာသူတို့ micro program ရဲ့ management consultant ရှိတယ်အဲ့ဒါတွေပြီးရင် तू ကအဲ့လိုမျိုး core op တွေပါတယ် internship တွေပါတယ်ရပြီရောအဲ့လို consultant တွေ consultant တွေကဘယ်လိုလုပ်ကုန်မှာလဲတော့ mckenzie တို့ deloitte တို့ pwc အဲ့လို Anson Young တို့ PwC တို့အဲ့လို Big 4တို့ဘာလို့ company မှာအလုပ်လုပ်ကြရလဲဆိုတော့ okay အဲ့တော့ question က okay ငါတို့ကျောင်းသားတွေ graduate ဖြစ်ပြီးတော့အဲ့လို company မှာလုပ်နိုင်ပါ့မလားဘာလို့ဆို usually အဲ့လိုထင်တာ consulting ဆိုရင်ဒါလူကြီးတွေလုပ်တဲ့အလုပ်ပေါ့နော်လူငယ်တွေဝင်ဖို့တိတ်မလွယ်လောက်လို့ထင်တယ်ဒါပေမဲ့ခုနောက်ပိုင်းအဲ့လိုမဟုတ်ဘူးဒီ consulting ပြုဖို့အတွက်က interview ရရှိခုလောက်ပါရပြရဆိုအရန် competitive ဖြစ်တယ်ဆိုတော့ဆိုတော့ဖြစ်နိုင်လားမဖြစ်နိုင်နေဒါပေမဲ့ခက်လာမိရခက်လေအဲ့ကြောင့်လာခါလေများလာမိများတယ် ဆိုတော့ consultant ကကျတော့အဲ့လိုမျိုးကိုကကိုစိတ်ဝင်စားရတဲ့ line ပုံမူဒီ consultant တွေအများလုံးအများကြီးလုပ်လို့ရတယ်။ for example ကျွန်တော်အဓိကတည်တိုးပြောမယ်ဆိုရင်ဥပမာဒီကျွန်တော် business technology management မှာ consultant လုပ်တဲ့အပိုင်းလည်းရှိရယ် finance ကို consultant လုပ်တာလည်းရှိရယ် human resource consultant အဲ့လိုမျိုးပေါ့ဒီ major ကသူက consultant ဆိုတာအဲ့လိုဒီအားလေးမှာရှိနေတဲ့အတွက်ကြောင့်ကိုကတခုခုစိတ်ဝင်စားလို့ကို consultant ဖြစ်ချင်တယ်ဒီလိုမျိုးဟိုဟို challenge ဖြစ်တဲ့ဟာလောက်ချင်နေတဲ့ဒီ management consulting ကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ media တစ်ခုဖြစ်တယ်။ပြီးတော့ကျွန်တော်နောက်တစ်ခုသွားမှာတော့ဒီ University of Manchester ပေါ့ University of Manchester ဆိုရင်ဒါ top 6ထဲမှာရှိရယ်သူတို့ UK မှာဆိုရင်ဒီကအဲကျတော့သူက buy offer လဲဆို accounting finance human resource innovation strategy and entrepreneurship international business economy or marketing ဆိုတော့မျိုးစုံမျိုးပဲ cost တွေကတော့ တော့ဒီတိုးသွားမယ်ဆိုရင်လည်းဒီတို့အကုန်လုံးတော့ January အရတော့တင်ရတယ်ဒီမှာဆိုရင် work psychology တို့ဒီ second year မှာဆိုရင်တို့ American society ကို cost ရတော့မျိုးစုံပဲခင်ဗျဒါပေမဲ့ကိုကအဲ့ဒီနေရာမှာကိုဘယ်ဘက်ချောင်းသွားခြင်းလဲ 所以啊，国外会送钱嘛？比如，比如 consultancy project 啊，这些，digital transformation a 这个，就我们来 i 如 accounting n a 这边，可能嘛，比如嘛 d e s a i g n a n 呢，p o hold kika m 哦，这个免外，还有做 digital transformation，或 information system，no 或巴啦，比如啊，或对内呢，或 no generally，di 要么 costian，那么有几呀，这边。那 generally，UK 呢个行业，就 example，偏更加偏 UI。 ကနေဒါဘက်မှာဆိုရင်လည်းဒီမှာတွေ့ရမယ့် accounting ရှိရယ်ဒီကတော့တိတ်ပြီးတော့ popular မှာဖြစ်လာဘူး international student တွေအတွက်ဆိုရင်ဒါ business analytics ရှိရယ် technology management entrepreneurship finance healthcare analytics တောင်ရှိသေးရယ် human resource international management and the marketing ကျွန်တော်တို့ဒီ University of Toronto အခုကျွန်တော်ပြောရတဲ့ဟာတွေကဒီ University of Toronto British Columbia University of Ottawa ပြီးတော့ San Jose University ဒီ၄ခုကိုကျွန်တော်ပြောအဓိကတော့အပေါ်သုံးခုအဓိကထားပြောပါမယ်ပေါ့နော်ဒီကျောင်းမှာဆိုရင်လည်းကျွန်တော်တို့ဘာရှိတယ်ဆိုရင် accounting ရှိရယ် finance ရှိရယ် program management ပြီးတော့ organization data science data science ရှိရယ် strategy and innovation အဲကောင်းရှိတယ်။ဆိုတော့ဒီမှာ data science ကဘာနဲ့ပတ်သက်လဲဆိုတော့ data science နဲ့ business နဲ့ပတ်သက်အောင်ဒါ business technology management နဲ့တူတူပဲ။ ပြောချင်တာဒီမှာဆိုရင်လည်းကျွန်တော်တို့ business technology management ရှိရယ်အဲ global supply chain and logistics ရှိရယ်ပြီး real estate ဆိုတော့တချို့ကြောင်းတော့အမြင်တိုင်းဟိုကွဲတော့ကွဲပြားနေပြီခင်ဗျဘယ်တော့မှတော့ဘယ်လိုမျိုးဟို2တယ်ဆိုတော့မရှိဘူးတော့ SFUPA major ဆိုပြီးကျွန်တော်ရှာတယ်ဒီကြောင်းမှာဆိုရင်လည်းပါရှိတယ်ဆိုရင် innovation entrepreneurship ရှိရယ် international business အကောင်လုံးကလည်းပြင်မယ် cost တွေအရထက်နေရယ်ဆိုတော့ okay အခုကျွန်တော်တို့အရေးကြီးဆုံးဟာဖြစ်တယ်ဒီ major တွေကကျွန်တော်တို့ဘာအလုပ်တွေခေါ်ဆောင်သွားမလဲဆိုအမေကကျွန်တော်ခုစပြီးဖြည့်ကြားပါမယ်ဆိုတော့ကျွန်တော်ဒီ website ကိုအဓိကတုံးမယ်ကျွန်တော် accounting ကတော့အကုန်လုံးသိရတဲ့အတိုင်းပဲ accounting ပြီးရင်ဘာတွေလုပ်လို့ရလဲဆိုတော့ကျွန်တော် accountant ဖြစ်မယ် the specialty controller director of finance ဆိုတော့တခြားဟိုင်းအများကြီးဖြစ်နေတယ် accounting နဲ့လုပ်တဲ့ဟာတွေကဆိုတော့တချို့လူဆိုရင်ဒီ accounting နဲ့ဒီ finance နဲ့ယူပြီးတော့ဒီ financial ဘက်သွားတာ၄ရှိမယ်ပြီးရင်တခြားဘက်တွေအများကြီးရှိမယ်ဆိုတော့ဒါ accounting ဒါမဲ့အခုကျွန်တော် business analyst ဒီပုံမှန်အဖြစ်လူတွေတိတ်မပြောကြဘူး business analyst တို့ကတော့အဓိကထားကျွန်တော်ဒီမှာတော့ပြောပါဦးစိတ်ကူးရှိရင်ဗျ business analyst တို့ကတော့ပုံမှန်အဖြစ် နေနေ technology ပဲပို့ရောက်တယ်သူက computer science major လာပြီ computer science နဲ့ပေါ့ဒါပေမဲ့သူတွေကတော့ coding တွေလုပ်ရတယ်ဆိုတော့ okay အဲ့တော့ business analytics ပြီးတော့ဘာလို့လုပ်ရလဲ business analytics ပြီးရင်ကိုက coding ကျွမ်းကျင်ကျွမ်းသူ data science ပဲတော်လို့ရဆိုတော့အဲ့လိုဒီမင်းကြီးကပြောဟာ data science က computer science ပဲမဟုတ်ဘူးလားဆိုတော့မင်း data science က computer science တော့ဟုတ်တယ်ဒါပေမဲ့ data science ဆိုတာ computer science နဲ့ business တစ်ခုလုံးပေါင်းပြီးတော့အသုံးပြုရတယ်ဟာဆိုတော့ computer science တခုရှိတယ်နဲ့ data science ဘက်ကိုတွားဖို့ကလည်းအရင်မလွယ်နေဘူးကို business knowledge နဲ့နည်းနည်းလေးလိုသေးတယ်ဆိုတော့အားရောက်ဒီ business analytics ဆိုပြီးကြာကျွန်တော်တို့ဟို like bridge ပေါ့နော်ကို business နဲ့ computer science ကို bridge လုပ်ပြီးတလူလူဖြစ်နေရဆိုဥမာဒီမှာဆိုကြည့်မယ်ဆိုရင်ဘာတွေတင်ရလဲဆို coding for business တင်ရတယ် simulation တင်ရတယ် data mining ပြီးရင် or forecasting optimization business analytics ဆိုဒါကြီးလေးလေဒါကြီးကတော့ business class တွေနဲ့တော့တိတ်မတူဘူးလို့ဖြစ်နေတယ် ဘာတော်တော့နည်းနည်းသမားမေးစရာမေးလို့ရှိတယ်အဲဆိုဒါတွေကဘာလို့တည်နေရလဲပေါ့ဆိုဘာလို့တည်နေရလဲဆိုဒီတချို့လူတွေကဒီ computer science ဘက်ကိုလုံးဝ focus ကြီးသွားနေတာပေါ့ business လည်းတည်နေတယ်။ business ကြီးပဲလည်းတည်နေကြရတော့လေဒီဘက်ကမှအဆင်ပြေပါမလားဆိုမိကုန်နေမိလာအောင်ဆိုတော့အဲ့လိုအသေးချင်သူက business ကို computer science ကိုနှစ်ခုလုံးနည်းနည်းလေးရောနေရဟာဒီ business နဲ့တည်ဖြစ်တယ်။ဆိုတော့အားရဒါ business နဲ့တည်ကိုဟို တက်ကြတာပေါ့နော်ဒီ business analytics တွေဘာလို့တွားလို့ရတယ်ဆိုတော့ကျွန်တော်တို့ business analytics analyst ဖြစ်မယ် data analyst ဖြစ်နိုင်တယ် data science နဲ့လည်းတွားလို့ရတယ်ဒါမှမဟုတ်ကိုကကျွန်တော် consulting back ကနေ business analytics ဘက်ကိုပို့ပြီး focus တွေဟာတွားလို့ရတယ်ဆိုတော့ career တွေမျိုးစုံရှိတယ် so okay နောက်တစ်ခုကကျွန်တော် business technology management business technology management နဲ့ business analytics ကတော့ analytics ကတော့နည်းနည်းလေးကွာတယ်ဆိုတော့ဒီမှာရေးရတဲ့အတိုင်းပဲအဲ do want to think you know, data we are DR the way that the business development management, the bridge between business and IT. We are understanding of uh, IT support streamline and improve organizational business government number was that the business, the government, the non profit community. do IT net business bridge behind the way that the PDM W1 by Lulu Yale, system analyst, technical consultant, enterprise system architect architect, ID project, chain manager, e-business manager, analytic consultant, security specialty system auditor, management consulting, specialty in management information system. So the title of the IP, the business analytics, the business, the, the BDM, the cool ติดบ่ก่อครับเนี่ยบ่รู้เลยสู้ว่าจะดีบีดีเอ็มเนี่ยคอสซีเควนซ์ตัวตั้มเลยสู้เลย business simulation analytics data mining emerging topic in MIS system analysis development performance business forecasting digital enterprise system and strategy communication network MIRE ဒါ coding class ပေါ့เนาะဆိုတော့တို့ရေကုန်ကဒီ overlap နေနေဖြစ်တယ်ဆိုတော့ okay အဲ့ဆိုဒီ BTM နဲ့ BE business analyst က analyst အဲ့ဆိုတကယ်တမ်းဘာကွာလဲဆိုတော့အတကယ်တမ်းဘာကွာလဲဆိုတော့ business analyst ကပေါ်ပြီးတော့ focus က coding ဘက်ပို့ရောက်တယ်ဆိုတော့ push me ကိုက data science ဆို computer science ဘက်ကိုနည်းနည်းလေးပို့သွားရင်လည်းဆိုရင် business analyst ယူတင်တယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ quality ရမ်း general ဒါပေမဲ့ technology တို့လည်းဘယ်လိုနည်းနည်းပါရင်လည်းဆိုရင် business technology management ကိုယူကြတာများတယ် ပေါ့နော်အဲ okay ဆိုတော့ဒါကဒီကျွန်တော်ဒီ PDM view နဲ့ VAU ပြီးတော့ရလာနိုင်တဲ့ possible query ပေါ့ဒါအဲ့ဆိုအဲ့လိုကြုံမင်း okay ဒါကနေဒါတခုအဲ့လိုဖြစ်တာမဟုတ်ဘူး UK လည်းအဲ့တိုင်းပဲ UK မှာဆိုလည်းဒီ information system တွေပြီးဒီ system analyst တို့ technical consultant တို့ IT project project management အကုန်လုံးတွားလို့ရတယ်ဆိုတော့နိုင်ငံမတူပေမဲ့ဒီတွားတဲ့ပုံစံကြီးကတူတူပဲဖြစ်တဲ့အတွက်ကြောင့်ဒီ management information system နဲ့ နေရယူရနဲ့ဒီဒီကောင်ကြီးကတော်လို့ရတယ်ဆိုတော့နောက်တစ်ခုပြောချင်တာကဒီ business technology management တို့ management information system တို့ business analytics တို့က ခေါင်းစဉ်ရေးတာနည်းနည်းกว่าဒါပေမဲ့ဒီကေရင်ကြရင်ဘာမှမကော့အတူတူပဲဆိုတော့အဲ့ဒါကွာဒီเจ้าမှာပဲဖြစ်ဖြစ်ဘယ်เจ้าမှာဖြစ်ဖြစ်ယူနေဆိုရင်ဟိုဒီပဲဆိုဥပမာဆိုဒီမှာဆိုကျွန်တော်ကပြောသလိုပဲအာ digital business digital business တို့ကလည်း management information system တွေက cost တစ်ခုဟိုဟို title တစ်ခုလို့ပြောပြရပါဘာဒီမှာဆိုသူ AI for business ဆို programming လို့လည်းသင်ရတယ်ခင်ဗျာဆိုတော့အာ ဘာမှတိတ်မကွာဘူးဆိုတော့ဒါကကျွန်တော် UK နဲ့ဒီကနေဒါမှာဒီလိုမျိုးနေရစိတ်ဝင်စားရင်တက်လို့ရတယ်ဆိုတော့ပြောချင်တာပေါ့နော် Okay ဆိုတော့ B နဲ့ BTN ပြီးွားရယ်ဆိုရင်အာအော်နောက်တစ်ခုတော့မှာကအဲကျွန်တော်ခုနကတော့ပိတ်တယ်နည်းနည်းမြန်သွားတယ်ခင်ဗျအဲဆိုတော့အခုညပြန်ဒီဘက်ပြန်သွားမယ် uh program structure entrepreneurship una drobo le entrepreneurship course ka amanai ပြောတော့ဒီ canadian တို့သူနိုင်ငံသားတွေအတွက်ပို့ပြီးတော့ target ဖြစ်တယ်ဘာလို့လဲဆိုတော့သူကဒီနိုင်ငံမှာနေပြီးသူ company တခုတည်ထောင်มาတော့တခြားတခုဟိုကိုယ့်ရဲ့ကိုယ့်ရဲ့ software engineering တမားပြီးအဲ့လို ကွန်ရက်ဆိုင်းစ်နဲ့ကျွမ်းနေဒါပေမဲ့ကိုကအဲ့လိုမျိုးကုမ္ပဏီတစ်ခုထောင်ရင်လို့ knowledge ဆိုရင် entrepreneurship တက်ချက်အဲ့လိုအဲ့လိုမျိုးယူရတာများတယ်ဆိုတော့ဒီမှာတော့တိရဲ့အတိုင်းပဲဒီရဟာအကုန်လုံးကဒီ new venture creation လို့ပါလို့ဆိုတော့ဒါအရင်ဟိုကိုပိုင် create ဟိုကုမ္ပဏီထောင်တဲ့ဟာနဲ့ပတ်သက်သွားပြီဆိုတော့ကိုကဥမာဟိုကိုယ်ကကုမ္ပဏီထောင်စရာအကြောင်းမရှိဆိုရင်ဒီ media ယူလဲသူများစီမှာအလုပ်ပြင်ဟိုအလုပ် job ရောက်ပါ opportunity ကအရင်နေတဲ့အတွက်ကြောင့်ဒါတိတ်ပြီးတော့ popular မဖြစ်ဘူးခင်ဗျာ okay so not the media ဒီ finance ဆိုရင် uh finance ကတော့ဒါအကုန်ဒီအတိုင်း finance ကတော့ finance ပဲဒါပေမဲ့ဒီ finance မှာအခုနောက်ပိုင်းဘာဖြစ်လဲဆိုတော့ဒီ investment banking တို့ဘာလို့ပဲ channel ရှိရဲဆိုတော့ဥပမာ finance ကကျွန်တော်ဒီ corporate ဘက် corporate ဆိုတာဒီ company ဘက်ချန်တယ်ဒါပေမဲ့ customer ဘက်ချန်နှစ်ပိုင်းရှိတယ်ဆိုတော့ကိုယ်ဘယ်ဘက်ကိုလုပ်ချင်လဲဆိုမူတည်ပြီးတော့အဲ့လို꿰သွားတယ်ဥပမာ corporate ဆိုရင်ဒီကျွန်တော် investment banking လို့ပြီး corporate နဲ့ပတ်သက်တဲ့အလုပ်တွေအများကြီးရှိတယ်ဒီ customer facing ကြတော့ဒီဟို customer တွေကို bank account ဖွင့်ပြီးတော့အများကြီးရှိတယ်ဆိုတော့ကိုကအဲဘယ်ဘက်သွားချင်လို့မူတည်ပြီးတော့အဲ့လိုပြန်ပြီးတော့ဒီအဲ့လို cost တွေယူလို့ရတယ်ဒီမှာဆိုကျေပြရတာဆိုကိုကအဲ့လို change the cost တွေယူလို့ရတယ်ဆိုပြောချင်တာဆိုတော့ကိုကဘယ်ဘက်ကိုသွားချင်လဲဘောမူတည်ပြီးဒီလို cost တွေပြန်ပြီးပြီးတော့အဆင်ပြေအောင်ကိုကလုပ်လို့ရတယ်ဒါ UK ရောပေါ့အတူတူပဲဆို ော် investment banking နေပါလို့ချင်းနေတယ်ဆိုတော့ကိုကလည်းနည်းနည်းပြန်ပြီးအဲ့လို Bloomberg certificate တို့တခြားဟာတွေပါထပ်ပြီးနည်းနည်းယူရပါတယ်ရှိတတ်တယ်ခင်ဗျအဲ healthcare analytic ကတော့အဲဒီကျွန်တော်တို့ဒီ UO tower တစ်ခုမှပဲရှိရတခြားကြောင့်မှ offer မပေးဘူးတူရတော့ဘာလဲဆိုတော့ဒီခုနောက်ပိုင်းကျွန်တော်တို့ဒီ business တောင်ဟုတ် health industry မှာဆိုလေဒေတာတွေအရင်ကြီးကြီး patient data တို့ပြီး patient ရဲ့ဒီဟို history တို့အများကြီးရှိအဲ့ဒါကြီးအကုန်လုံးကဒီ data တွေမရှိလဲနဲ့ဘလို့မှအသက်မရှင်လာဆိုတော့အဲ့လိုလုပ်ဖို့အတွက်ကကျွန်တော်ဒီ ID တမားတွေအပြည့်ဒီ business နဲ့ပတ်သက်ပြီးတော့အဲ့လို analytic လုပ်တဲ့လူတွေလည်းရှိတယ်ကျွန်တော်တို့ကျောင်းမှာ professor တယောက်ဆိုသူက MIT ကပြီးရတာအဲ့ MIT ကပြီးပြီးတော့ဒီ you know ဒီ Ottawa healthcare မှာလောက်တော့သူက ီသူက hacker analyst တူတူ main professor အနေနဲ့သူတင်လာသူတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်မြတ်သူကအဲ့လိုမျိုးကိုကဟိုတချို့လူတွေဆိုဒီသူ save ချန်သွားခြင်းတယ်ဒါပေမဲ့ဟို save ချန်လည်းအဲ့လိုဒေါက်တာတက်ဖို့ခုနှစ်နှစ်လောက်ကြာတယ်ဆိုတော့တခြားဘယ်လိုမျိုး option တော့ရဒီ hacker analyst ဆိုရင် university of ottawa offer ပေးရတယ်ဆိုတော်တော်လေးအအဆင်ပြေပဲကွာအဲ့လိုမျိုးဟို health care နဲ့ပတ်သက်တဲ့ major တွေလည်းယူလို့ရတယ်ဆိုတဲ့သဘောမျိုးကျွန်တော်ပြောချင်တာခင်ဗျဟုတ်အဲပြီးတော့ ဟုတ်အဲ့တော့ hacking နဲ့ပတ်သက်ပြီးတော့ဟိုဘာ career တော်လို့ရတယ်ဆိုရင်ဒီမှာဆိုရင်အဲသူ data analyst သူ hacker administrator officer performance advisor တော့အဲ့လိုမျိုးမျိုးစုံတွားလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်သူ system data analyst ဆိုဟိုလိုမျိုးပုံမှန် system data analyst ဆိုမဟုတ်ဘူးဒီ hacker industry ဘက်ကို focus ဖြစ်တဲ့ system data analyst ဖြစ်သွားတာဆိုတော့ကိုကဘယ်လိုပဲလုပ်လို့ဒီ hacker industry မှာပဲအမြဲရောက်နေပါကွာအဲ့လိုမျိုးဆိုတော့ကိုကျမရေဘယ်လိုစိတ်ဝင်စားတယ်ဒါလည်း one of the good option ပေါ့အဲ ကျွန်တော် marketing ကတော့အကုန်လုံးပြီးရတဲ့အတိုင်း marketing ဆိုရင်ကျွန်တော်တို့ market analyst တို့ promotion communication manager sales manager product manager အဲ့ဒါတွေပုံမှန်အတိုင်းပဲပေါ့နော်တိတ်ပြီးတော့ trade ထူးထူးတော့မရှိဘူးခင်ဗျဒီ marketing တို့ပါတော့ ဆိုတော့ finance ဆိုတော့ကျွန်တော်ပြောဖို့မေ့ပါတယ်ဆိုလို့ဒီ uh career example သူ stock broker, financial advisor risk investment analyst တို့အဲ့လို CFO တွေပါပဲ။အော်ကျွန်တော်လည်းပြော Bloomberg ဆိုဒီ Bloomberg တွေဟာပြီးအဲ့ Bloomberg certificate investment banking တွေတွားချင်အဲ့ဒီ certificate ယူရတယ်။ယူလိုက်ရဆိုရင်ကိုကအဲ့ဒီဒီ stock trading တွေပါလေကောင်းကောင်းမွန်မွန်ပို့ပြီးတော့နားလေသွားတယ်ပေါ့နော်။ဆိုတော့အဲအဲ့ဒါတွေရှိတယ်။အဲဆိုတော့ ကုန်လုံးကတော့ကျွန်တော်ကြည့်ရင် cost တွေကတော့ဘာမှတော့တိတ်တော့ဟိုထွေထူးတော့ပြောတာမရှိဘူးဆိုတော့ဒီကြောင်းတဲ့ကြောင်းတွေက cost ကနည်းနည်းกว่าတယ်ဆိုတော့ဥပမာဒီကြောင်းမှာဒီခုနကတော့ဒီတစ်ခုခုတည်နေပြီမဲ့နောက်ဒီကြောင်းမှာတည်ညံမှတက်မှာဒါပေမဲ့အတီအဲ့တော့တည်ဒီ cost တွေဘာပဲတင်တင်ကိုယ့်ရဲ့ knowledge ကတော့အဲ့ဒီဟာနဲ့ဆက်ဆက်တဲ့ဟာတွေရသွားမှာပဲ ဆိုတော့အဲကြောင့်ကွာဟိုဒီကြောင်းမတက်ခင်မှာဒီလိုမျိုးကိုဘေးကြောင်းသွားပရမောက်တော့ကိုဘေးကြောင်းသွားမလဲသွားရွေးပြီးသွားရင် okay ငါတို့ဒီကြောင်းမှာဘယ် concentration သွားမလဲဆိုတာလည်းပြန်ပြီးစဉ်းစားတင်တယ်ဒီတိုင်းပဲ general business visual science management ဟိုသွားမယ့်အစားဆိုတော့အဲ့လိုမျိုးရွေးချယ်တာကကိုအတွက်ပို့ပြီးတော့ငါဘယ်ဘက်ကိုပိုစေးဝင်စားလဲဘာကိုပိုလို့တင်တယ်သိနိုင်တယ်ဒါပေမဲ့အဲ့ဆိုရင်ကျွန်တော်ပြန်ပြီးတော်တော်မိကုန်မိမှာဘယ်လိုမျိုးမျိုးအဲ့ဆိုငါဒီ business school economy ကိုတက်တယ်တယ် visual science တက်ပြီးတော့ငါဘယ် concentration မှာလည်းမရှိအဲ့ကြောင့်ဘယ်လိုလုပ်ရမလဲအဲ့ကြောင့်ဘယ်လိုလုပ်ရမလဲ လဲဆိုတော့ကျွန်တော်အရင်ဗီဒီယိုမှာပြောထားတယ်ပဲဒီ UK မှာက bachelor တက်တာ3နှစ်ပဲကြာတာ4နှစ်ကြာတာမဟုတ်ဆိုတော့ကိုကအဲ့ဒါတော့တစ်နှစ်လောက်ကိုလည်းပြဿနာကုန်ကြခံပြီးတော့ကို master တက်လိုက်တယ်လို့ကျွန်တော်ယူဆရတယ်။ဘာလို့ဆိုတော့ဒီ master တက်လိုက်တဲ့အပြင်ဒီကို master ကို master နဲ့ bachelor 3နှစ်4နှစ်တွင်ရတယ်ပြမလို့ဆိုပြီးတော့ကိုရဲ့ဒီ specialization ကိုလည်းပို့ပြီးတော့ focus back ကိုဖြစ်တယ်ခင်ဗျာဥပမာဆိုကျွန်တော်ဒီအခု LS ကိုကျွန်တော်နည်းနည်းလေး focus သွားခြင်းလေဒီ master of management မှာဆိုရင်ဟော line နည်းနည်းခြားလေးတယ်ခင်ဗျာခဏတော့ okay ဒီ master science management မှာဆိုရင်သူဒီမှာသူတို့ဘယ်လိုမျိုးလဲအဲ့ဒါကိုစိတ်ဝင်စားရယ်ကွာနောက်ပိုင်းကျရင်ကြည့်လို့ရတယ် master of management မှာတန်းအဲ့ဒါဘယ်လိုခံဘယ်လိုမျိုးခံစားရလဲအဲ့လိုမျိုးရှိရပြီးရင်သူတို့အဒီမှာဆိုရင် learning assessment အော်ဒီမှာတို့ graduate မှာဒီ management ပြီးဘယ်မှာတို့လောက်ကြလဲ Accenture, Air France, Amazon, Barclays, BBC အကုန်ကြီးတွေအများကြီးမှာဒီအလုပ်ရကြတယ်ဒါတခု that just example ကျွန်တော်ပြီးရင်အဲနောက်တစ်ခု marketing အဲ marketing လောက်ကြရလို့ပြီးတော့ငါတို့ဒီ master of science marketing တက်ပြီးဘယ်လိုမျိုး career ရရှိကြလဲ ဒီမှာဆိုရင်ကျွန်တော်တို့အော်တူတူပဲဒီမှာလည်းနေပါပါတီအောက်ပိုင်းမှာလည်းနေပြန်ကွာလေးပဲဆိုတော့ဒီလိုအကုန်လုံးကုမ္ပဏီတွေမှာ marketing နဲ့ပတ်သက်တဲ့အဲဟာရှိဒီမှာဆိုရင်ကျွန်တော်တို့ဒီ master sign in marketing မှာတက်ပြီးဘာတွေအဲ့လို option ရှိတယ်တို့နည်းနည်းပါးပါတော့ပြန်ပြီးရှင်းပြရတာဆိုကိုယ်အကေဒီ digital ပို့ပြီးဟိုအသေးစိတ်ကြီးကြီးနိုင်တယ်ကျွန်တော်ကပြောဆိုတာ digital innovation business technology management တို့ business analytics တို့နဲ့ major တို့တက်ချင်တယ်ဆိုရင်ရောဒါဘာတွေရှိလဲအဲပြီးတော့ဒီမှာဆိုရင်ရောဘာအလုပ်တွေရှိလဲဒီမှာဆိုရင်လည်းအော်ဒီမှာဆိုရင်တော့ company နည်းနည်းกว่า Bank of America တို့ဘာလို့ဟိုမှာ Goldman Sachs တို့ London Stock Exchange Morgan Stanley တို့တော်တော် pretty like တော်တော်လေးနာမည်ကြီးတဲ့ဟို company ပဲအမှန်တမ်းပြောရင်ဆိုတော့ဒီမှာဆိုရင်အဲ London School Economics ဆိုဘယ်လောက်လောက်ဒီအဲလုပ်လဲပေါ့ ဟို finance ဆိုရင်9000ကတော့ကျွန်တော်တို့ဥမာကျွန်တော်ဒီ master science finance ဆိုရင်6000 8000ကျော်ကိုထိတော့ရရတယ်ပေါ့နော်အာပြီးတော့တခြားဟာတွေလည်းအများကြီးရှိတယ်ကိုကိုစဉ်းစားရတဲ့ဟာကိုအဲဒီ data တွေကစဉ်းပြန်ပြီးကြည့်လို့အလွယ်တကူကြည့်လို့ရတယ်ခင်ဗျာမဲ့ဆိုရင်အာတို့လာကတွေဥမာတခါလေးနော်ဒီမှာလေးအဓိကတိတာလို့ပြောပါတယ်ဆိုတော့ဒီ Master of Science တမားရပြဿနာပူရတယ်ပုံမှန် Master of Science နဲ့ဆိုရင်အဲ့လိုမျိုးနည်းနည်းလေးရှိတယ်ခင်ဗျဒီမှာဆိုရင် Master of Science နဲ့ UU Finance နဲ့ဆိုတော့ကွာရပေါ့နော်ဆိုတော့ direct just general overview ပါကိုကဒီတကယ်တမ်းကိုဘာလုပ်ချင်လဲဆိုတော့အရင်ဆုံးတီးဖို့လိုရပေါ့ဆိုတော့အဓိကတော့ကိုကကို Facial လောက်တက်ပြီးငါဒီဘက်ချောင်းသွားချင်တာမသွားချင်ဘူးလား ပြန်ဆုံးပြန်ပေါ့ဥပမာ accounting ဆိုရင်ကိုက number 2 deal လောက်ရကြိုက်တယ်ပြီးရင်ကို career still ပဲဖြစ်ချင်တယ်ဒီ CPA ရော ACC ရော career ရအရင် still ပဲဖြစ်တယ်ကိုကဒီ တခုလုတ်တက်တယ်ဆိုရင်ဟိုဟိုနောက်တဲ့ကုမ္ပဏီအပြင်ပြောင်းလို့တိတ်မလို့ခတ်ဘူးအဲ့လိုမျိုး finance ဆိုရင်လည်းအဲ့လိုပဲ bank တွေအကုန်လုံးဒီပုံစံတွေပဲနည်းနည်းပပပဲကွာတာဆိုပြောင်းရတာတိတ်မလို့ခတ်ဘူးဒါပေမဲ့အဲ့လိုမျိုး consulting လို့ဘာလို့ကြောက်ရလဲနည်းနည်းပို့ပြီးတော့ tough ဖြစ်တယ်ကိုကုမ္ပဏီတခုနဲ့တခုပြောင်းလို့ interview ရှိခုဖြေရတော့ဘာလို့နည်းနည်းလေးပို့ပြီးတော့ရှုပ်တယ်ပေါ့နော်အဲ့ account လို့ဘာလို့ဆို interview 3-4ခုလောက်ပဲဆိုတော့ထင်တယ်လောက်တော့တိတ်မစိုးဘူး full time တော့ဖို့ဆိုရင် BTM business analytics တို့ကြာတော့ဟိုကောင်းလာမိရင်ကောင်းတယ်ဒါပေမဲ့ at the same time သူက computer science ကလူတွေနဲ့ပြန်ပြန်ရတာဆိုတော့နည်းနည်းလေးဟို challenging တော့နည်းနည်းတော့ဖြစ်တယ် job market အရာဆိုရင်အေရှာတို့ဘာလို့ကတော့အပေါ်မှာဖြစ်တော့ဒီ တို့နိုင်ငံသားတွေကိုခန့်တာပုံများတယ်ခင်ဗျာအဲဒါပေမဲ့တခြားနိုင်ငံသားတွေခန့်လာမိနေခန့်ပါတယ်မခန့်တာတော့ပေါ့ဒါပေမဲ့တို့ပုံမှန်အားဖြင့်ဆို UK တို့ကနေဒါတို့အထူးသဖြင့်မင်းကလေးတွေဆိုရင်ဒီ Asia ဘက်ကိုရမ်းသွားကြတယ်တို့တို့တွေနေပြန်ရတာဆိုတော့ဒီကိုက international ဆိုရင်ဒီကနေအဲ့လိုတို့ citizen တွေပြန်ပြန်ရနည်းနည်းလေးပို့ပြီးတော့ခက်တာရှိတယ်ဆိုတော့ဒီ international management ကတော့ကျွန်တော်ဒီ international student တွေအတွက်အသိမထူဘာလို့မထူလို့ဒီ international management ယူရလို့အကုန်လုံးအမြင်နဲ့ exchange သွားရတာဆိုတော့ကိုကဒီကနေရာကိုကိုကနိုင်ငံအသစ်ကိုယူပြီး exchange လုပ်ပြီးွားပြီးသူနောက်တစ်ခုနိုင်ငံသွားဖို့ဆိုရင်ဒါကိုပြီးပတ်စံနဲ့ထပ်ကုန်တယ်တခြား drawback တွေလည်းရှိတယ်ပြီး international management နေရာနဲ့ကအလောက်ကရောက်ပါလေအရင်ကြီးမလွယ်ဘာလို့တော့ဒါကသူက international နဲ့ဘူးတူတာရပြီးရေးကြဆိုသူက cost ကြီးကြီးလိုက်တယ်ဆိုရင်လည်းအရင်ကြီးဟိုအဲ marketing လို့ HR လို့ specific မဖြစ်ဘူးခင်ဗျာပြောကိုကဒီ internet marketing management ပြီးတော့ marketing အလုပ်လုပ်လို့ရလာပြီးတော့ရရရတယ် marketing တမားနဲ့ရှိရင်တော့ကိုကအဲ့လို knowledge ကရှိမှာမဟုတ်ဘူးအဲ့လိုမျိုးလေဖြစ်တတ်တယ်ဆိုတော့ကို self study မလုပ်လို့ဆိုရင်ဒီ international management တို့ entrepreneurship တို့ရိုးရိုး channel management တို့ကနည်းနည်းလေးဟိုအားရတယ် ဆိုကိုကအဓိကကောင်းတာကိုကအကောင့်င်းသွားချင်တာလား finance လား hr လား ptm လားတော့ help ကလား human resource အခုလိုအဲ့လိုတည်ကြချာရှင်းရှင်းလင်းလင်းဖြစ်သွားပြီဆိုရင်ဒါကို interview မှာဆိုရင်လေပို့ပြီးတော့ confidence ရှိရှိနဲ့ပြောနိုင်တယ်ပြီးရင်ကိုကလို့တခြား ဒီကျောင်းမှာ club တွေရှိတယ် club တွေဆိုတာအဲ့လိုမျိုးကျောင်းသားတွေပူဆောင်ပြီးတော့ဒီဥမာ finance club တို့နောက် btm club တို့အဲ့လိုမျိုးရှိတယ်ဆိုတော့ကိုက finance ဆင်းမှာဒီ finance club join join ပြီးတော့ကိုက senior တွေရှိမယ်သူတို့ senior တွေတစ်စင်းသူတို့ဟိုဒီ major တွေဟိုဘာတွေရနေတစ်စင်းဘယ်လိုအလုပ်တွေရနိုင်လဲဆိုတော့မင်းကိုက again networking လို့ပြီး connection ကောင်းရင် at the end of the day အလုပ်ရဖို့ကတိတ်မခက်ခဲဘူးခင်ဗျာဆိုတော့အဓိကတော့ဒီ video မှာပြောချင်တာကတော့ကိုဘေးမီဂျာကိုစိတ်ဝင်စားတဲ့ business ဆိုတာကအရင်ကြည့်ပြန်တယ်တစ်ခုနှစ်ခုမဟုတ်တော့ဘူးဒီခေတ်ကအများကြီးရှိတယ်အဲ့ဒီအများကြီးတရားမှာကိုကဘေးကိုသွားချင်တယ်ကိုကကိုတည်အောင်လို့လုပ်ပြီးွားရဆိုရင်ဒါနောက်ပိုင်းကျရင်အဆင်ပြေသွားလိမ့်မယ်လို့ယုံကြည်ရကျွန်တော်တော့ ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအာတခြားနေ့စီဆံပြီးလို့ရှိရင်အာကွန်မန့်မှာမေးလို့ရတယ်တခြားအဲဒီမိကြရတဲ့စအသေးစိတ်ပါတိတိကျနေတာရှိတယ်ဆိုတော့ထပ်ပြီးကွန်မန့်ပြီးလို့ရတယ်ကျွန်တော်ကွန်မန့်ပုံတည်ပြီးတော့ဗီဒီယိုထပ်ပြီးလောက်တော့မှာဖြစ်တယ်ဆိုတော့ခုလိုနားထောင်ပြီးရတဲ့ကျေးဇူးများတင်ပါခင်ဗျာ